ှိအကောင်းဆုံးဖြစ်နေတဲ့ MCUD တတန်အနည်း20ပြည့်မဲ့2028ခုနှစ်မှာ Secret Wars ရုပ်ရှင်ကိုအသုံးပြုပြီးတော့တမိုင်းအသစ်စတော့မယ် reboot လုပ်ပြတော့မယ်ဆိုတာကိုကြားသိပြီးကြားပြီးဖြစ်မှာပါအဲဒီကနေမှအခုလို reboot လုပ်ပြလိုက်မယ်ဆိုရင်အပီးဖြုတ်ချပြလိုက်မယ် character တွေ recast တရုပ်ဆောင်ပြောင်းလဲပြမဲ့ character တွေတရုပ်ဆောင်တွေရဲ့ sander အပေါ်မှာမူတည်နေတဲ့ character တွေ reboot အပီးအထီကိုဆက်ပြီးတော့ပါသွားမယ် character တွေဆိုပြီးတော့ပေါ်ထွက်လာပါတယ်ပထမဆုံး reboot လုပ်မယ်ဆိုရဲအကြောင်းကိုအနည်းငယ်ရှင်းပြပေးခြင်းပါတယ် စကလုံးကသူတို့ဒီ reboot ဆိုတာကိုအသုံးပြုထားတယ် reset ဆိုတာကအပြီးပြောင်းလဲပြစ်လိုက်မှာအ တစ်လုံးလုံးကိုပြောင်းလဲပြစ်လိုက်မှာကိုဆိုလိုခြင်းပါဒီမှာ reboot ဆိုတော့သူတို့ဒီရခင်ရှိခဲ့ဘူးတဲ့အကောင်ဆုံးဇလံတွေ story တွေ hero တွေကိုဖျောက်ဖျက်ပြစ်လိုက်မှာမဟုတ်ဘူးအနည်းငယ်ပြင်ဆင်ပြောင်းလဲပြစ်လိုက်ပြီးတော့ဟိုအစားတွေက MCU ရှိတဲ့ပုံစံမျိုး universe တစ်ခုထဲမှာ Avengers တွေ X-Men တွေ Fantastic Four အဖွဲ့တွေကရှင်တွဲပြီးတော့အတူတူရှိနေကြမယ်ပို့ပြီးတော့ပြည့်စုံမဲ့ပို့ပြီးတော့မိုက်မဲ့ဇလံမျိုးတွေကို ဖန်တီးနိုင်မဲ့ universe မျိုးကိုဆက်ပြီးတော့ခေါ်သွားလိုက်မှာဖြစ်ပါတယ်ဒါဒီ comic တွေကဇလံကိုလည်းတိုက်ရိုက်ပုံဖော်တယ် Secret Wars comic အဆုံးမှာဆိုရင် Franklin Richards လေးကသူ့ရဲ့ universe တွေကိုပုံဖော်နိုင်တဲ့ power ကိုအသုံးပြုပြီး universe အသစ်တွေကိုဖန်တီးပစ်လိုက်တာဇလန်အသစ်တွေကိုဖန်တီးပစ်လိုက်တာဖြစ်ပါတယ်ဒီတော့အဲ့လိုဒါအသစ်တွေဖြစ်ကုန်မဲ့ဆိုရင်ယခင်ဘဲ character တွေကဆက်ပြီးတော့ပါသွားကြမှာလဲဘယ်သရုပ်ဆောင်တွေကဆက်ပြီးတော့ပါသွားကြမှာလဲဘာတွေပြောင်းလဲသွားမှာလဲဆိုတာကမေးခွန်းတစ်ခုဖြစ်လာခဲ့တယ်သူတို့ officially ဖြေကြားထားတာအရာဆိုရင် MCU ရဲ့ရှိခဲ့ပြီးသား85ရာခိုင်နှုန်းလောက်ကအရင်အတိုင်းပဲရှိနေမယ်25ရာခိုင်နှုန်းလောက်ကပြောင်းလဲ ဲသွားမယ်အထူးသဖြင့်အလုံးမဖြစ်ခဲ့တဲ့ character တွေသူတို့လိုချင်တလောက်အောင်မြင်မှုမရခဲ့တဲ့ character တွေကိုတော့ mention အောင်မလုပ်တော့ဘဲနဲ့အပီးဖြုတ်ချပစ်သွားမှာဖြစ်တယ်ဆိုပြီးတော့သိလိုက်ရပါတယ် meaning မပြောမဖြစ်လူတိုင်းကြိုက်ကြတဲ့ She-Hulk ကထိတ်ဆုံးမှရှိနေပါတယ်လက်ရှိသရုပ်ဆောင်တဲ့ She-Hulk ကိုတော့ Secret Wars အထိဆက်ပြီးတော့မြင်ရပြီးပြီဆိုရင်သရုပ်ဆောင်ပြောင်းမှာဒါမှမဟုတ် ပုံစံကအပီးကိုပြောင်းလဲပစ်လိုက်မှရလိမ့်မယ်အရှိကလူတွေမုန်းနေကြတဲ့အမြင်ကပ်မှုကြီးကိုပျောက်ဖို့အတွက်ဆိုရင်တော့နောက်နှစ်ပေါင်းများစွာလောက်အထိပျောက်သွားမဲ့ character တွေမှာထိတ် ဆုံးကနေရှိနေပါတယ်။စပီးကပ ahu အစားကကက်တင်ရှင်လေး Eternals တွေနဲ့ Secret Invasion တွေကခါယာရိုလို character တွေဆိုရင်သူတို့ရဲ့ပါဝင်မှုတွေသူတို့ရဲ့ဇလန်းတွေကအစလုံးဝကိုပျောက်ကွယ်သွားပါလိမ့်မယ်။ And sadly စိတ်မကောင်းစွာပဲအဲ့ဒီစည်ရင်ထဲမှာ Moon Knight လည်းပါဝင်နေပါတယ်။ဒါဒီတရုတ်ဆောင်ပေါ်မှာမူတည်တယ်လို့ပြောရင်လည်းမမှားဘူး။ Moon Knight တရုတ်ဆောင် Oscar Isaac တီလက်ရှိအချိန်မှာ Disney နဲ့လက်တွဲအလုပ်လုပ်ဖို့အတွက်ငြင်းဆန်ထားကြောင်းသိရပါတယ်။သူကိုယ်တိုင်ဖြေထားတာအရာဆိုရင်သူနဲ့ Disney ကြားမှာ Marvel ကြားမှာအရှိ Star Wars မှာ ှာကောမွန်နိုင်မှာကောတွဲပြီးတော့အလုတ်လုတ်ခဲ့ပူတာကြောင့်ဘာဘီမှရှိမနေဘူးဒါပေမဲ့ Disney ဘက်ကအခြားအနုပညာရှင်တဦးဖြစ်တဲ့ Jimmy Kimmel ရဲ့ show ကိုချက်ချင်းပိတ်ချလိုက်တဲ့အပေါ်မှာတော့သူကတဘောမကြဘူး maybe သူ့အပေါ်မှာလည်းဒါမျိုးမများမတဆက်ဆံလာမှာမျိုးကိုစိုးရိမ်တာကြောင့်ဖြစ်နိုင်တယ် Disney ကဒါ fascism facet တွေကိုအားမပေးတော့ဘူးဆိုရင်သူတို့နဲ့လက်တွဲအလုတ်လုတ်ဖို့အတွက်ဝင်မလေးပါဘူးဆိုပြီးတော့ဖြေကြခဲ့ပါတယ်ဆိုလက်ရှိ Avengers Doomsday နဲ့ Secret Wars အတွက်ပါရိုက်ကူးရေးတွေလုပ်နေတာဆိုတော့ Oscar Isaac က Moon Knight အဖြစ်ပြန်လာဖို့ ဆိုရင်တော့အချိန်တော်တော်ကိုကြာပါလိမ့်မယ်ကင်မီယိုပါဝင်မှုအတွက်ဆိုရင်တော့မှတရုတ်ဆောင်ပေါ်မှာအများကြီးမူတည်နေပါလိမ့်မယ် and reboot လုပ်ပြီဆိုတာနဲ့မျောလင်းထားကြမဲ့အတိုင်းရခင် original avengers တွေအကုန်လုံးကို recast လုပ်တော့မှတရုတ်ဆောင်ပြောင်းလဲပြစ်တော့မှဖြစ်ကြောင်းကို kevin fighty ကိုရိုင်းကဖြေကြားထားပါတယ်လူတွေလက်ခံဖို့အတွက် ခက်ခဲမယ်သူတို့အတွက်ကိုတော့မှခက်ခဲမယ် avengers အသစ်တွေအတွက်တရုတ်ဆောင်ရွေးချယ်တာတွေကိုယခုတွေကစတင်နေပြီကြီးနေကြပြီ ဖြစ်ကြောင်းကိုလည်းအတိအလင်းဖြေကြားပေးထားပါတယ် so iron man captain america တော် Hawk Lagwedo Hawkeye Nick Fury လို့ OG တွေအကောင်လုံး Ant-Man Bucky Samuelson War Machine Guardians of the Galaxy တို့လို့80နှစ်မှာကောင်းကောင်းမွန်မွန်ပါဝင်ခဲ့တဲ့ character တွေအပြင် Loki Thanos တို့လို villain တွေရခင်တွေကပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေအကောင်လုံးဒီပါက Recast လို့သရုပ်ဆောင်ပြောင်းလဲပြင်မဲ့စရင်အထဲကိုပါသွားပါလိမ့်မယ်မမ Scarlet Witch ကလည်း Marvel ရုပ်ရှင်တွေရိုက်ကူးဖို့အတွက်နားထားတဲ့ဆိုတာမျိုးတွေကြောင့် Recast လို့တဲ့စရင်ထဲမှာပါသွားမှာဖြစ်နိုင်ပါတယ်အဲ့ဒီအထဲကမှသရုပ်ဆောင်အပေါ် ါ်မှာမူတည်နေတဲ့ character အချို့လည်းရှိပါတယ်ပထမဆုံးကတော့ of course Tom Holland ရဲ့ Spider-Man ပါ Tom Holland ကိုယ်တိုင်လည်း Spider-Man အဖြစ်သရုပ်ဆောင်ရတာကိုသဘောကျပေမဲ့ Secret Wars အပြီးနောက်ပိုင်းနှစ်တွေမှာတော့သူကတခြားမတူညီတဲ့ဇယုတ်တွေကိုပုံဖော်သွားမလား Spider-Man အဖြစ်ပဲ MCU မှာဆက်ပြီးတော့ရှိသွားကြအောင်မလားဆိုတာကသရုပ်ဆောင်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပါလိမ့်မယ်နောက်တစ်ယောက်ကတော့ CRG Doctor Strange ပါလွန်ခဲ့တဲ့နှစ်ရက်လောက်ကမှတက်လာတဲ့တင်အရာဆိုရင် Secret Wars အပြီးမှာဇလန်အသစ်ကိုပထမဆုံးဖွင့်မဲ့ရုပ်ရှင်က Doctor Strange 3ဖြစ်မယ်ဆိုပြီးတော့သိလာရပါတယ်ဒီတဲ့င်းအရာဆိုရင် Doctor Strange က recast လုပ်မဲ့စာရင်ထဲမှာပါမသွားဘူး Doctor Strange 3ရိုက်ကူးဖို့အတွက်ရှိနေသေးတယ်ဆိုတာကိုတရုတ်ဆောင်ကိုရိုင်းက spoil လုပ်ခဲ့တာလည်းရှိတယ်လို့လူအများစုက Secret Wars အပြီးမှာ Marvel ကိုဆက်ပြီးတော့မကြည့်ကြဘူးဆိုပြီးတော့တွေးကြမယ်ဆိုရင်တော့မှ Doctor Strange 3လို့ရုပ်ရှင်ကလူတွေကိုယုံနေစီပြန်ပြီးတော့ဆွဲခေါ်ပေးနိုင်မဲ့ project လို့ပြောရင်မမှားပါဘူး and ဒါကလည်းအများစုကတရုတ်ဆောင်အပေါ်မှာပဲမူတည်နေပါတယ်နောက်တစ်ယောက်ကလည်းနောက်ထပ်ဘိုးတော်ဖြစ်တဲ့ Robert Downey Jr. ပါ RDJD reboot app နောက်ပိုင်းဇာတ်လမ်းတွေမှာလည်း Dr. Doom အဖြစ်ဆက်ပါသွားအောင်မယ်ဆိုပြီးတော့တည်တင်းနေထွက်နေပါတယ်ဒါကတော့မကြခင်လာမဲ့ရုပ်ရှင်တွေမှာ Robert Downey Jr. ကဘလောက်အထိ Dr. Doom ပုံစံနဲ့ကြံပြနိုင်မလဲလူတွေကဘလောက်အထိကြိုက်ကြမလဲဆိုတာအပေါ်မူတည်နေပါလိမ့်မယ်ဆောင်ရမ်းကြီးကြံသွားမယ်ဆောင်ရမ်းကြီးကောင်းသွားမယ်ဆိုရင်တော့ RDJ က Iron Man အဖြစ်မဟုတ်တော့ဘဲ Dr. Doom အဖြစ် MCU မှာဆက်ပြီးတော့ပါသွားဖို့အတွက်မျှော်လင့်လို့ရပါတယ် reboot အပြီးဆက်ပါဖို့အတွက်တေချာတာကတော့ Marvel ကို recently လက်လွန်နှစ်တွေမှာ ပူပေါင်းထားကြတဲ့သူတွေပါဆို Fantastic Four အဖွဲ့၄ရောက်စလုံးကတည်ကြတယ် Fantastic Four 2ရုပ်ရှင်ကလည်းရိုက်ဖို့အတွက်ပြင်ဆင်ထားပြီးပါပြီ Shang-Chi အတွက်လည်းဒုတိယမြောက်ရုပ်ရှင်ပြင်ဆင်ထားပြီးပြီးစပ်ပါဖို့အတွက်ကတည်ကြတယ်လို့ KB Shop ကလည်း Haley Steinfeld ဖြစ်တာကြောင့်လည်းတင်စပ်ပါဖို့အတွက်တည်ချနေပါတယ်ဇပီးလာမယ့်ရုပ်ရှင်တွေမှာ Yan Avengers တွေကသာအခြေစံမီမီနဲ့ကျန်းပြနိုင်မယ်ဆိုရင်လူကြိုက်သိပ်ပြီးတော့မရှိကြပါပဲ Miss Marvel, Iron Heart, Billie နဲ့ Tommy တို့ကလည်းစပ်ပြီးတော့ပါဖို့အထူးရှိနိုင်ပါတယ်သူတို့က85ရ ာခိုင်တို့အထူးပြန်ယူမှာဆိုတော့ maybe Thunderbolts တွေ New Avengers တွေကလည်းဆက်ပြီးတော့ပါလာနိုင်ပါတယ်အရင်ရှိခဲ့ပူတဲ့ဇလန်တွေဟာ build up ဆိုတဲ့အခြေကိုတည်ဖိထားတဲ့ဇလန်မျိုးတွေအဖြစ်ဖြစ်သွားလိမ့်မယ်အစ်စ်လာမဲ့ဇလန်တွေက X-Men တွေပေါ်မှာမူတည်မဲ့ Mutant Saga ဖြစ်တာကြောင့် Avengers အဖွဲ့တစ်ခုတရုပ်ဆောင်အစ်စ်တွေနဲ့ပေါ်လာလိမ့်မယ် X-Men အစ်စ်တွေပေါ်လာလိမ့်မယ် Villain အစ်စ်တွေလည်းပေါ်လာပြီးတော့ MCU ကိုရခင်နဲ့မတူတဲ့လမ်းကြောင်းရခင်နဲ့မတူတဲ့ဇလန်အစ်စ်တွေစီကိုမတူညီတဲ့ပုံစံတွေနဲ့ဆွဲခေါ်သွားကြတော့မှာဖြစ်ပါတယ် Predator တို့ကဟော Iron Man Captain America အသစ်တွေကိုကြည်ရဖို့အတွက်အစဉ်သင်ဖြစ်ကြပြီလားဘယ်သရုပ်ဆောင်ကိုတော့အကြိုက်ဆုံးဖြစ်မလဲဆုံးရှုံးရတော့မယ်ဆိုတော့ဘယ်သရုပ်ဆောင်ကိုနှမျောမိဆုံးဖြစ်မလဲဆိုတာတွေကို comment section မှာရေးသွားခဲ့ကြပါအောင်ဗီဒီယိုကိုဒီချိန်ထိကြည့်ပင်းနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်